ဦးဇင်းလည်းမတန်းနေနေတော့တင်းနေတာပဲဒီနီမှာစိုက်ကယ်တအားပေါ်တာပဲဒါကြောင့်ဦးဇင်းစိုက်ကယ်တွေလောက်ပေါ်တာကိုလေးလာနေတဲ့အနေနဲ့ညံလေးကပိုးပြီးတော့စိုက်ကယ်များတယ်ညံလေးကစာဦးလည်းရှိတယ်အားလုံးစိုက်ကယ်ကြီးကအမျိုးမျိုးသူတို့စီးတဲ့စိုက်ကယ်တွေသူတို့ဘဝရင်းတယ်အားလုံးဗီယက်နမ်မှာတော်တော်စိုက်ကယ်များတဲ့နိုင်ငံလို့ပြောရမှာပါဒါကြောင့်ဦးဇင်းလည်းအမှတ်ရဒီမှာက ဟနွိုင်းမြို့ရဲ့မြို့လည်ကောင်းလို့ပြောရမယ့်နေရာလေးပါပဲဒီမြန်မာဆောက်လို့ရတဲ့ရှိတော့ဥစဉ်လာရောက်နေလာရင်ခဏကြည့်ပြတာပေါ့မြင်တွေ့ရတဲ့အတိုင်းပဲစိုက်ခဲရဥစဉ်ထောက်လျှောက်ရိုက်ထားလို့ရတယ်တို့တင်တဲ့ပစ္စည်းတွေရဲ့စိုက်ခဲရဲ့သဘောတွေကိုသိသိကျင်တာဒီများနေပြီးဥစဉ်ကမှတ်တမ်းတင်ပြီးအာပြောပြောမဗနီယောက်စီလည်းနေယောက်စီတော့ဖိတိုက်ကုန်တော့မယ်ဒါပေမဲ့သူတို့မှတိုက်တယ်လည်းမရှိဘူးဒီကလူတွေတွေကရက်တော့တာတော့အားနေတယ် ဟောဆိုဟိုတယောက်ကလေးတောင်မတွေ့ရဘူးဒါကြောင့်ဒီလည်းအမှတ်ပြရလက်ပြီးပြရတာဒါတော့ဒီချော့ပပန်ကျောင်းကနေပြီးတော့ဒီဘနောက်လာရင်အမှတ်တရအမှတ်တမ်းတင်တာပါတကယ်မြို့တော်ရဲ့အလုပ်လုပ်ကိုဝင်လို့လေ့လာရင်ဒီတမင်လမ်းလျှောက်ပြီးတော့ဂျမ်းမာကြီးလည်းဖြစ်အောင်အများလည်းပြီးအောင်ဘာတွေတင်နေလဲဘယ်လိုလုပ်တင်နေလဲ ဒါမြို့လေကောင်မှာအဆောက်အဦတစ်ခုစောင့်နေတဲ့နေရာပေါ့အဲ့တော့လမ်းကသူကခွဲထားတယ်အဆောက်အဦကိုပတ်သွားနေတော့ဒီနေရာမှာ సై ကယ်ကြီးဘလောက်ပေါ်တယ်လဲအဲ့ဒါကိုကြည့်နေချင်တာဘာပေါ်လဲမင်း సై ကယ်ကြီးတော့မြင်တွေ့ရတဲ့အတိုင်းမနာရန်ကိုပေါ်တာဆောင်းလို့ရေးပဝင်းကျင်ဖြစ်နေတဲ့ဟိုဘက်လမ်းပိတ်လိုက်တော့ဒီဘက်မှာ సై ကယ်ကြီးဘတ်ခိုင်းလည်းရှိတယ်မမေးဆွေနေနဲ့တွတ်တက်တဲ့တိုင်းကြီး ခနွားိုင်းမှာမြန်မာနိုင်ငံမှာမြို့လည်းကောင်မှာစိုက်ကယ်မစီးရဆိုမှဒီမှာတော့စိုက်ကယ်စီးရတာမြင်တွေ့ရတဲ့အတိုင်းပဲရတော့တခုအဲဒီမှာ MB ရှိတယ်ပေါ့နော်အဲအဲ့ဒါနဲ့ဒီဒီနားမှာဆော့လို့လည်းလုံနေအမတရလေးလာရင်စိုက်ကယ်တွေသဘောကျနုံအလုံးလုံးနေတဲ့စိုက်ကယ်တွေပစ္စည်းတွေနဲ့စိုက်ကယ်တွေဘယ်ဒီဘက်မသွားဘူးသွားတော့ဖြတ်သွားတာပေါ့ လမ်းလျှောက်တဲ့အကျိုးကျေးဇူးတစ်ခုအနေနဲ့လောက်ဆိုင်ကယ်တွေများနေတဲ့နိုင်ငံမှာပြဿနာတွေအများကြီးတော့ရှိကောင်းလည်းရှိနိုင်တာပေါ့ဒါပေမဲ့လည်းဒါဝန်ထမ်းဝန်ထမ်းလည်းဆိုင်ကယ်စီးတာပဲအဲ့အလုံးမှာဆိုင်ကယ်စီးလို့ဆိုပြီးတော့အုတ်ထုတ်မပါတိောက်မှမရှိဘူး။ဒါပေမဲ့တွန့်ပြစ်တဲ့အုတ်ထုတ်တွေကိုအများကြီးပဲ။ဒါအဟောပြကောင်းတဲ့ဟန်ဝိုင်းမြို့ရဲ့ ညွတ်လေတနေရာပေါ့ဦးစင်းတော့လမ်းလျှောက်လာတာချော့ပတ်ပန်းကျောင်းနဲ့တမိုင်းလောက်ဝင်းမှာပေါ့အဲဦးစင်းလမ်းလျှောက်လာတဲ့တမိုင်းလောက်အတွင်းမှာပြုံးကြအခုမနာရန်ကိုလာတာဆိုင်ကယ်ကြီးကားကြီးလည်းရှိတယ်ဒါပေမဲ့ဆိုင်ကယ်ကြီးရဲ့ပုံများတယ်မနောက်ပြီးဥစားလည်းရှိတယ်ဘတ်စကားကြီးလည်းရှိတယ်သူလိုင်းမျိုးမျိုးပဲ94တရားအဲဦးစင်းကုန်ဖတ်ကြည့်တယ်ညတွေ့ရတဲ့အတိုင်းမှာပဲဓမ္မမေဆွေကြီး အခုကနောက်ကျောခန္ဓာနေရာကတော့ဆောက်လို့ရရဲ့အချမ်းပေါ့ဆက်ကြရဘလောက်ပေါ်လဲဆိုတာကိုမတ်တမဲ့ဆက်ကြလေကြီးအမတင်လာတဲ့ပစ္စည်းကိုကြီးအမရေဘူးလေးတင်တာအဲ့ဒါမျိုးလေးတွေဥစဉ်ပြကြတာဒါကြောင့်အမတ်တရအဲတွန်းသွားတယ်ဒါမဲ့တယောက်မှအုတ်တော့မပါပဲစီးတယ်တယောက်မှမရှိဘူးဒါလည်းသူရဲ့လောတစ်ခုတော့ဖြစ်မယ်နဲ့တူတယ်ဘုရားပဲတတ်ကြည့်ကြည့်ဒီနေရာလေးကတော့ ကဆူရမြန်လေးကမှအမတ်တရရိုက်ထားတာပါရိုက်ချင်တဲ့စိတ်တွေဒါမှဟိုးဘက်မှာလဲလမ်းကျော်မှာလဲကြည့်လိုက်ဆိုင်ကယ်ကြီးအများကြီးပဲဟောဒီနိုင်ငံမှာဆိုင်ကယ်ဆိုင်ကယ်လည်းအများကြီးပဲအဘပြောသူ့လုံတဲ့သူမှာဟိုလမ်းလျှောက်တဲ့လူလည်းရှိတယ်ဒါပေမဲ့အမှန်မဖြစ်ဘူးဆိုင်ကယ်တစ်ခုထွက်လာပြီဟိုဘက်ကတော့လမ်းတစ်ခုဖွင့်လိုက်ပြီဆိုရင်ဒီမှာဆိုင်ကယ်ဒီမှာလာပြီးတော့အများကြီးဒီနားမှာတွေ့ရတယ် အလူငယ်တွေဘလောက်လောက်တယ်လူတွေဘလောက်လောက်လောက်တယ်ဆိုတာပြအကုန်လုံးကဲဆိုးတွေတင်နေအကုန်လုံးဒီမှာကျောင်းသားကျောင်းလာတဲ့အလုံးလုံးနေတဲ့လူတွေပိုးများတယ်လို့ပဲယူနီဖောင်းတွေရဲ့သူတို့ရဲ့ပုံစံတွေဝတ်ပုံစားပုံတွေကြီးချင်းအားဖြင့်အဲတောင်းပါပြီတမန်မေဆွေဒါအစ်င့်နေတော့ဒီလိုလေးတွေတင်ပြဖို့အတွက်အမတ်တရဒီနေရာကတင်ပြပါတယ်ဘုရားကိုင်ဆရာတော်လမ်းလျှောက်ရင်းအဲအခုကျအလုံးလေးကအောက်မြေအောက်လမ်းကိုလုံနေတယ် တံမြီအောင်လမ်းနဲ့တူတယ်အေးဒါတော့ခဏချက်တုံးလေးဟုတ်တယ်ဒီမှာလန်ဒရာရေးပြင်နေကြတယ်အောက်ထဲကိုဖြတ်သွားတယ်လမ်းนี่လုံနေတာမှာအဲဒီမှာဟုတ်တယ်မြီအောင်လမ်းမြီအောင်လမ်းတစ်ခုလုံနေတဲ့နေရာမှာပေါ့အဲဒါမြီအောင်လမ်းဒီကြီးကဖြတ်သွားမယ်လမ်းတစ်ခုဆောက်တယ် ူညာကြည်လန်အားလုံးမြင်တွေ့ရတယ်ဒီညာလေးပဲပေါ့ကျွန်မမျိုးဆိုသူတော်ကောင်းတို့သိသိချင်းလို့တင်ပြတာပါဆိုင်ကယ်ပေါ်တဲ့မျိုးဆိုတာတဲ့အဲ့လိုပေါ့လေ့လာတဲ့သူသိညာရတယ်လို့ဆိုင်ကယ်လေးတွေတင်ပြရင်လူငယ်လေးတွေပုံစံမြန်မာရင်းနဲ့လည်းတူကြပါတယ်အားလုံးကအင်ဒိုချိုင်းနာမျိုးနွယ်တွေလို့ပဲပြောရမှာဖြစ်တယ်လို့ဟောအဲ့မှာလဲဆိုင်ကယ်ထွက်လာတယ်ကြည်လိုက်တနည်းအားတနည်းအားမှာဆိုင်ကယ်တွေတင်းလာတဲ့ဆိုင်ကယ်တွေရော ဟိုမဲ့လမ်းလေးဒီလမ်းကဆောက်ဆဲမပြီးသေးဘူးညလေးမှာပဲဦးဇင်းကတော့အမှတ်တရတွေသဘောကျလုံးလုံးသင်ပြလို့မဝပါအမဘီဓမ္မမိတ်ဆွေတို့ဦးဇင်းအနေနဲ့ဟိုဘလန်ဒီဘလန်ချက်တန်းတဲ့နေရာမှာစိုက်ကယ်ပေါ်တဲ့မြို့ဆိုတော့ထင်ရှားအောင်တင်ပြရင်အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ပါစေ။မြန်မာနိုင်ငံကြီးလည်းတိုးတက်ပြီးလူငယ်တွေအလုံးလုံးကြဆန်းပါလို့ ဒီနေရာကအထူးတင်ပြခြင်းပါတယ်ကဲရမ်းမြောင်းဒီမှာချွေးတွေပြန်နေပြီဒီမြာလေးပဲပတ်ပြီးတော့နောက်ဆုံးရမယ်ဒီမှာစာဦးရဲ့အမှတ်တရတင်ပြလိုက်ပါလေအိုင်